ဌာနရှိသူနဲ့မရှိသူဘုံကြီးဝတ်ကြမယ်ဆိုရင်ရောနော်ခုဘွားမှာဆိုရင်တိလရှင်ဝတ်ကြမယ်ဆိုရင်ရောသူတို့မှာကွဲပြားချမ်းသာမှုများရှိနိုင်သေးသလားလှူခဲ့သူနဲ့မလှူခဲ့သူဟာဘဝမှာတူတူ ချောက်လန်းနေပြီမဲ့လို့လှူခဲ့တဲ့အလှူဒါနရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်ဟာဘုံကြီးဝတ်တဲ့အခါမှာတူတူမှုကွဲပြားချမ်းသာမှုများ ရှိပါသလားလို့ မြတ်စွာဘုရားထ ắtlogrusc တော့ရှိတယ်တဲ့ဘုန်းကြီးဖြစ်လာတဲ့အခါမှာလည်းပဲတဲ့စွတ်သင်္ကန်းចောင်းဆေးလို့ဆိုတဲ့ရန်တော်ရဲ့အသုံးဆောင်ပစ္စည်း၄ပါးကိုဒါနကောင်းမှုရှိတဲ့ယဟန်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကြတော့လှမဲ့တမ်းမဲ့လူနဲပြီးတော့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလှူခြင်းတဲ့ပုဂ္ဂိုလ်ကတောင်းတပန်ပန်နဲ့ ဒီစွမ်းလေးဖုံးမိပါအောင်လှူပရစေအောင်ဒီသင်္ကန်းလေးလှူပရစေအောင်ဒီကြောင်းလေးလှူပရစေအောင်ဒီဆေးလေးလှူပရစေအောင်လို့တောင်းတောင်းပန်ပန်နဲ့နော်မလိုချင်ဘူးဆိုတာတောင်းတောင်းတောင်းပန်ပန်နဲ့လူတွေကလာပြီးတော့လှူကြတာတန်းကြတာကိုရရှိနိုင်တယ်ဒါဟာဒါနကောင်းမှုရဲ့စွမ်းဆောင်မှုပဲဖြစ်တယ်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့အလှူဒါနရဲ့စွမ်းဆောင်မှု အလှူဒါနမရှိတဲ့ပုံကိုကြတာနော် အခုလိုတောင်းပန်ပြီးတော့လားလှူတာမျိုးမရှိဘူးတဲ့နော်ဘုံကြီးချင်းတူပေမဲ့လို့မတူဘူးဆိုတာမျိုးမြတ်စွာဘုရားရှင်းလင်းဟောပြောတာအေးတောင်းတောင်းပန်ပန်နဲ့လှူတဲ့သင်္ကန်းတောင်းတောင်းပန်ပန်နဲ့လှူတဲ့ဆွမ်းတောင်းတောင်းပန်ပန်နဲ့လှူတဲ့ကြောင်းတောင်းတောင်းပန်ပန်နဲ့လှူတဲ့ဆေးကိုအသုံးပြုရတာများတယ်ဒါရင်လားလို့ဆိုမကဘူးတဲ့မိမိနဲ့တရင် သုံးနေထိုင်ပဲ့ ယဟန်တန်ကအချင်းချင်းမှလည်းပဲတဲ့သူကိစ္စဆိုလို့ရှင်ဒါနကောင်းမှုရှိခဲ့တဲ့ကိုတော်ဆိုလို့ရှင် ကိုရဲ့မိတ်ဆွေတင်ကယဟန်ချင်းချင်းမြတ်မြတ်နိုးနိုးသူ့အပေါ်မှာဆက်ဆံကြတယ်ဝစီကံနဲ့ဆက်ဆံတယ်ကာယကံနဲ့ဆက်ဆံတယ်မနောကံနဲ့ဆက်ဆံတယ် မျက်နှုမျက်မျက်နှုနှုလေးလေးစားစားသူ့အပေါ်မှာပြုတ်မှုကြအဲ့ဒါလို့အချိုးကျေးဇူးတွေကို ရနိုင်တယ်ဒါတွေမကဘူးဘာပဲလှုပ်ပေးရလှုပ်ပေးရမျက်မျက်နှုနှုနဲ့သူ့ကိစ္စဆိုရင်လှုပ်ပေးကြတယ်ဟောဒါနရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့ရဟန်းဖြစ်လာလို့ရှင်လေမတူဘူးတဲ့အလှူဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒီထိအောင်ကြီးမားလာတယ်လို့ပြောဆိုပါရဟော ဓာရီဟာတီလာချင်းတူတူတတ္ထာချင်းတူတူတီလာချင်းတူတူပညာချင်းတူတူမှာဒါနရှိမှု မရှိမှုရဲ့ဒါနရဲ့ဆွမ်းဆောင်မှုဟာအခုလိုကြီးမားတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဘောရမှာဒါဖြင့်ဘုရားတဲ့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ဒီဒီယဟန်တော်တွေဟာခန္ဓာကသွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါပေါ်များတဲ့ယဟန်နဲ့မပေါ်များတဲ့ယဟန် တခါတကမတွေကမျက်မျက်နိုးနိုးနဲ့ဆက်ဆံကြင်ညိုမှုကိုခံရတဲ့ယဟန်သတင်းသုံးပေါ်တွေက မျက်မျက်နိုးနိုးလေးစားတာကိုခံရတဲ့ယဟန်နဲ့မခံရတဲ့ယဟန်ဝိပဿနာတရားအထောက်ကြလို့နှစ်ပါးလုံးဟာယဟန်တာဖြစ်သွားပြီသူတို့ရတဲ့ယဟန်တာအဖြစ်ကိုရောက်စေတတ်တဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ ဒီတရားထူးတရားမြတ်နဲ့ပတ်သက်ပြီးတော့ရောကွဲပြားခြားနားမှုရှိပါသေးသလားလို့စကားကုံအောင်မေးတော့မြတ်စွာဘုရားကရလာတဲ့တရားထူးနဲ့ပတ်သက်လာလို့ရှင်ကတော့ဒါနမရှိတဲ့ပုဂ္ဂိုလ်ရဲ့ရတ္တမဲ့ရတ္တဖိုးဒါနရှိတဲ့ပုဂ္ဂိုလ်ရဲ့ရတ္တမဲ့ရတ္တဖိုးဆိုတဲ့ဒီတရားထူးတရားမြတ်နေရာမှာတော့ကွဲပြားခြားနားမှုမရှိဘူးတဲ့နော် ဘယ်ပုဂ္ဂိုလ်ရဲ့ရတ္တမဲ့ရတ္တဖို့ပဲဖြစ်ဖြစ်ကိလေသာအလုံးကိုဖယ်ရှားပစ်နိုင်တယ်အဲ့ဒီမှာကြတော့တူညီတယ်လို့ဓမ္မနဲ့ပတ်သက်တဲ့အခါကြတော့တူညီတယ်အဲ့ဒီမတိုင်ခင်ဘဝခရီးလျှောက်လန်းတဲ့အခါမှာအလူဒါနရဲ့စွမ်းဆောင်မှုတွေဟာကြီးမားတယ်ဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒီလောက်ထိအောင်ဘဝမှာနတ်ဖြစ်လို့ရှင်နဲ့ထက်တန်းစားဖြစ်တယ်လူဖြစ်ရင်လည်းထက်တန်းစားဖြစ်တယ်ဟာ ယဟန်ဖြစ်ပြန်လို့ရှင်လဲအထက်တန်းသားကို ရောက်တယ်လို့ဒီအတိုင်းတာဘဝခရီးလျှောက်လန်းတဲ့အခါမှာအင်တာမဆွမ်းဆောင်မှုကြီးမားတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်တယ်ပေါ့